ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်မှာတော့ဇူလိုင်လဝှမ်းဝင်းနေရှင်တို့အတွက်ကံကောင်းခြင်းနဲ့ချစ်ခြင်းမေတ္တာတွေကိုယူဆောင်ပေးမယ်။ Ruby ဗဒမားရဲ့အကြောင်းကိုပြောပြဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ဇူလိုင်လမှာမွေးဖွားတဲ့ဝင်းနေရှင်တို့အတွက်ကံကောင်းစေမဲ့ဘတ်တစ်စတုန်းလေးကတော့ကံကောင်းခြင်းကြောင့်မြတ် Ruby ဗဒမားလေးပဲဖြစ်ပါတယ်။ Ruby ဟူတဲ့စကားကတော့ချစ်ခြင်းမေတ္တာနဲ့စိတ်အားထက်သန်မှုတို့ကိုကိုးစားပြုတဲ့အနီရောင်ဟူသောလက်တင်ဘာသာစကား ရူပါကနေပြီးတော့ဆင်းသက်လာပဲဖြစ်ပါတယ်။ဗဒမားကနန်းတွင်းယတနာတစ်ပါးအဖြစ်ထင်ရှားပြီးတော့တော်ဝင်ကြောင်းမြတ်ဖြစ်သတ်မှတ်ကြပါတယ်။ဒါကြောင့်မလို့ရှေးအိန္ဒိယမှာဗဒမားကို အဖိုးတန်ကြောင်းမြတ်များဘယင်းလို့ခေါ်ဆိုခဲ့ကြပါတယ်။၎င်းကတော့အလွန်ကိုမှရှားပါပြီးတော့စိန်ပြီးလို့ရှင်မာကျော်မှုအများဆုံးကြောင်းမြတ်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်များစွာကဗတ္တများကတော့ပုံမှန်သဘာဝအားဖြင့်ညီညွတ်ရင်းအောင်မှာပေါင်းတဲ့အနက်ရောင်ဘက်သို့အယောင်ပြောင်းလဲတက်ပြီးတော့၎င်းရဲ့အယောင်ပြောင်းလဲမှုကပိုင်ရှင်အပေါ်ဘေးဥပတ်သာမမဟုတ်လေဘေးရန်နေရာများအတွက်ကြိုတင်တတိထားနိုင်ရန်ပြောင်းလဲခြင်းပဲဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။စမ်းမရေးနဲ့ဉာဏ်ပညာကိုကိုးစားပြုတဲ့ခရဒန်တွင်းထက်မျိုးစိမ့်မှဆင်းသက်လာတဲ့အတွက်ဗတ္တများကစမ်းမရေးအတွက်လည်းအထောက်အကူပြုပေးနိုင်တဲ့ကြောင့်မြေယန္တနာတစ်မျိုးပဲဖြစ်ပါတယ်။ အထုသဖြင့်တော့၎င်းကရောင်ရမ်းမှုယောဂများအတွက်အယောင်ကျစေပြီးတော့အမျက်ဒေါသကိုလည်းလျော့နည်းစေပါတယ်။အလယ်ခေတ်ဥရောပတိုက်သားများကဗတ္တများကစမ်းမရေးတွေပြင်ဉာဏ်ပညာကျွယ်ဝချမ်းသာမှုနဲ့ချစ်ချင်းမြတ်တာတို့အတွက်လည်းထင်ရှားတဲ့အကြောင်းမြတ်ယတနာတစ်မျိုးဖြစ်ပါတယ်။ဒါတွေပြင်မကောင်းတဲ့အကျံစီတွေအငင်းပွားမှုများမှလည်းကာကွယ်ပေးနိုင်ပြီးတော့မြတ်တာကို တိုးပွားစေမဲ့အကြောင်းမြတ်ဖြစ်တယ်လို့လည်းသတ်မှတ်ကြပါတယ်။ ရူဘီကျမ်းမြလေးရဆိုရင်ဇူလိုင်လပေါင်းမွေးနေ့ရှင်တို့အတွက်အတိတ်ပဲပြေးသွားတဲ့ Lucky Stone လေးဖြစ်ုံသာမကဘဲနဲ့၎င်းကိုဝစ်စင်သူတိုင်းကိုကောင်းသောအဖျားဖျားပြေးဝစေမှုတွေနဲ့အတူကိုယ့်ရဲ့ချစ်ချင်းမေတ္တာတွေကိုလည်းပုံဖော်ပေးနိုင်မဲ့ကျောင်းမြတ်ရတနာလေးတစ်မျိုးဆိုရင်လည်းမှားမယ်မထင်ပါဘူး။ကျောင်းမြတ်ရတနာအားလုံးမှာကိုယ်ပိုင်ဆိုင်ရင်တတ္တိအမျိုးမျိုးရှိကြတာမို့ကျောင်းမြတ်ရတနာလေးတွေကို အလားစင်စရာအလားတစားတစ်ခုထပ်ပို့တဲ့မိမိတို့ကံကောင်းမှုအတွက်အထောက်ပံ့ကောင်းတစ်ခုဖြစ်လဲသတ်မှတ်ပြီးတော့ ကိုယ်အသက်တာမကဘဲနဲ့မိမိချင်းရတဲ့သူများအတွက်လည်းလက်ဆောင်မတစ်ခုပဲဖြစ်ပါရဲ့ရှင်။ပြီးတော့ရဲ့စီဝါရဲ့အခြေအိမ်ောင်ရဲ့စတဲ့အကြမ်းမဟောစတန်တွေကိုနေလခါရီလေးတွေကနေပြီးတော့အချိန်ကုန်သက်သာစွာဖြင့် online ကနေပြီးတော့မေးမြန်းနိုင်ပါပြီ။ online meeting ကိုမေးမြန်းလိုပါကနေလ application ရဲ့ online meeting ကဏ္ဍကနေဝင်စားမှုရယူပြီးတော့နေ့စဉ်မေးမြန်းနိုင်ပါတယ်။တနေ့ခါရဲ့ကံကောင်းခြင်းတွေကိုပိုက်ဆိုင်နိုင်ကြပါစေလို့နေလခါရီလေးတွေကနေပြီးတော့ဆုတောင်းပေးလိုက်ပါရှင်။ နေလား channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။